အားလုံးပဲမင်္ဂလာပါဒီကနေ့လူရကဘာကောင်းကျိုးဖြာစီစဉ်အတွေ့အလူးဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးချင်ပါတယ်ကျမတို့တွေကလူတဲ့ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အခါမှာပထမဆုံးအနေနဲ့ပတ်စံကိုပြေးမြင်တတ်ကြပါတယ်ကို့မှာပတ်စံရှိမှလှူနိုင်တယ်လှူဒန်းဖို့ပတ်စံလိုတယ်ပတ်စံမရှိရင်မလှူနိုင်တော့ဘူး ဒီလိုတည်တတ်ကြပါတယ်တို့ပေမဲ့လို့လဲပတ်စံတပြားတစ်ချက်မှမကုန်ပဲလှူဒန်းလို့ရတဲ့အရာတွေအများကြီးရှိပါတယ်လှူဒန်းခြင်းရဲ့အတိတ်ပဲကပတ်စံဆိုတာထက်ပိုပါတယ်ပတ်စံလှူမရဲလို့မဟုတ်ပါဘူးတခြားလူတွေအပေါ်မှာကျင်နာတာညှဝေတာအချိန်ပေးတာစသဖြင့်အရာအလုံးအကျုံးဝင်ပါတယ် လူတယောက်ရဲ့ဘဝမှာအချိန်တွေက အဖိုးတန်ဆုံးဖြစ်လို့ကိုကတခြားသူတွေအပေါ်ပေးနိုင်တဲ့တန်ဖိုးအရှိဆုံးအရာတွေထဲမှာအချိန်တွေကလည်းတစ်ခုအပါဝင်ပါပဲ။ဒါကြောင့်ကို့အချိန်တွေကို မျှဝေလှူဒန်းနိုင်ပါတယ်။ဂေဟာတွေမှာလှူအားပေးတာ၊ပရာဟိတအဖွဲ့အစည်းတွေမှာစေတနာဝန်ထမ်းလုပ်တာ၊မျက်မမြင်ကလေးတွေအတွက်စာဖတ်ပြတာတွေလုပ်နိုင်ပါတယ်။ကို့ရဲ့အချိန်တွေဟာတစုံတယောက်ရဲ့ဘဝအတွက်အကြီးမားဆုံးလက်ဆောင်တစ်ခု ဖြစ်နေနိုင်ပါတယ်။ဒါအပြင် ကိုချမ်းကျင်တဲ့အရာတွေကိုသူတစ်ပါးကိုမျှဝေးတာတင် जा ပေးတာလေလှူဒန်းခြင်းတစ်မျိုးပါပဲဥပမာဘာသာစကားတင်တာဆက်ချုပ်တင်တာကွန်ပျူတာတင်တာ စသဖြင့်ကိုမာနားလေတကြွတဲ့အရာတစ်ခုရှိတယ်ဆိုရင်ပဝင်းကျင်ကပညာလိုလားတဲ့လူတွေစီကိုမျှဝေနိုင်ပါတယ်။ကိုတင်ပေးလိုက်တဲ့ပညာရည်လေးတွေကိုအသုံးချပြီးသူတို့ရဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်လာမယ်။သူတို့ကိုသူတို့ယုံကြည်မှုတိုးလာမယ်။သူတို့ကနေတဆင့်လက်ဆင့်ကမ်းပြီးပဝင်းကျင်ကို ပြန်အကျိုးပြုလာနိုင်မယ်ဆိုရင် ကိုမာလည်းပီတိများစွာဖြစ်ရပါတယ်။ ဲ့ဒီလိုမျိုးကိုတီထားတဲ့အရာတွေကိုမျှဝေပေးတဲ့အခါမှာကိုရှင်တန်နေထိုင်တဲ့အတိုင်းဝိုင်းလေးဟာပိုပြီးလှပလာပါလိမ့်မယ်။နောက်တစ်ချက်ကတော့ကိုစီမှာမလိုအပ်တော့တဲ့အရာတွေအများအပြားရှိနေတတ်ပါတယ်။အိမ်မှာတိမ်းထားပြီးတော့ကိုအတွက်လည်းအတုံးမဝင်တော့ဘူးဆိုရင်လိုအပ်တဲ့သူတွေကိုလှူဒန်းလိုက်တာအကောင်းဆုံးပါပဲ။ဗီဒီယိုကိုရှင်းပါ ို့မှမလိုအပ်တော့တဲ့အရာတွေကိုရှာဖွေပါကိုနဲ့မတော်တော့တဲ့အင်းကြီးအဝတ်အစားတွေကိုငငယ်ကမကစားဖြစ်တော့တဲ့အယုတ်တွေမဖက်ဖြစ်တော့တဲ့စာအုပ်တွေအတုံးမပြုတ်ဖြစ်တော့တဲ့ပစ္စည်းတွေ အများကြီးထွက်လာပါလိမ့်မယ်ဒါတွေကကို့အတွက်အတုံးမလိုတော့ပေမဲ့တခြားသူတွေအတွက်လိုအပ်နေတဲ့အရာဖြစ်နေနိုင်ပါတယ်ဒီလိုပစ္စည်းလေးတွေလှူဒန်းတာကငွေကုန်ကြေးကြလည်းမရှိဘူးတပိုင်းတနိုင်ပေါပေါပပါလေးနဲ့ဝင်မပြိပါဘူးကိုလည်းစိတ်ချမ်းသာရပါတယ်သူများလည်းပျော်ရွှင်ရပါတယ် နောက်တစ်ခုကကိုကကျမ်းမာရေးကောင်းတယ်ဆိုရင်တွေးလူတန်းနာမျိုးလဲလုံနိုင်ပါတယ်ကိုရဲ့တွေးနဲ့သူများရဲ့အတက်ကိုကယ်နိုင်တာကလည်းအမတန်မုံမြတ်တဲ့အလှတစ်ခုဖြစ်ပါတယ်ပတ်ဆက်မကုံမဲထုမြတ်လွန်းတဲ့ဒါနာတစ်ခုဖြစ်ပါတယ်ဒါအပြင်စိတ်တကြနေတဲ့သူတွေကိုအားပေးတာတက်ကြီးရွယ်အိုတွေကိုအဖော်လုပ်ပေးတာနှစ်သိမ့်မှုလိုအပ်နေတဲ့သူတွေကိုနားထောင်ပေးတာကလည်းကိုရဲ့ကျင်နာမှုနဲ့စွမ်းအားတွေကိုလှူဒန်းတာဖြစ်ပါတယ်ကိုမှာပတ်ဆက်မရှိလို့အလှူဒါနမလုပ်နိုင်ဘူးတွေးနေမဲ့အစား ဒီလိုအချက်လေးတွေကိုလှောက်ဆောင်ရင်းနဲ့လဲပက်ဆက်မကုန်ပဲအလူဒါနာပြုနိုင်မှာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲကိုယ်ကာယဤကျက်မှခြင်းစိတ်ဝိညာဉ်ဤချမ်းသာခြင်းခံစားကြရပါစေကျမကတော့ Sister Regina မမှုခိုင်ပါ